နတ်ဆိုတာမျိုးဟာတမန်လူတွေဟာမကြည်ဝန်းလောက်အောင်ကိုသူတို့တကိုးရောင်နေတောက်ပါတယ်။ဘာကြောင့်လဲလို့ဆိုရင်ဒီစာပေချမ်းကမှာပါဠိစာပေမှာမှတ်တမ်းတင်ထားတာလေးတခုရှိတယ်။တီဟိုကျောင်းမှာရဟန်းတော်တစ်ပါးဟာမဟာသမယတုတ်ကိုရွတ်တယ်။မဟာသမယတုတ်ကိုရွတ်တဲ့အခါနတ်တွေကကြီးညိုတယ်တဲ့။ဒါမို့မဟာသမယတုတ်ရွတ်တာကိုနတ်တွေကချစ်တယ်လို့သူတို့ပြောတယ်။ အဲ့ဒီလိုမဟာသမယတုတ်ကိုမှန်မှန်ရွတ်တော့ပဝန်းကျင်ကတတ်တဲ့ကသူ့ကိုချင်ညိုကြသာဓုခေါ်ကြတယ်အဲ့ဒီအချိန်မှာယန္တဘာတော်တဲ့မှာတော်ကြောင်လေးမှာမဟာသမယတုတ်ရွတ်ပြီးတော့နတ်သမီးကသာဓုခေါ်တဲ့အခါကျတော့ယဟန်ကဘာတောင်းဆိုတော့ဆိုရင်နတ်သမီးကိုသူ့ကိုချစ်ချင်တယ်တဲ့သူ့ကိုပြနိုင်မလားပေါ့နော်အဲ့တော့နတ်သမီးကဘာပြောတော့ ကိုရောပြလို့မရဘူးတဲ့နော်ဓာတ်တရဲ့အရှိန်ဟောဒီတိုင်းပြလို့မရဘူးတဲ့ပြလိုက်မယ်ဆိုရင်ကိုရောကြီးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဒီပြမကြည့်ချင်တဲ့သူ့ရဲ့လက်ညှိုးလေးပဲကြည့်လို့ဆိုပြီးတော့เจ้าပြင်မဲ့ကနေပြီးတော့နတ်သမီးကတော့ဖောက်ကလေးကနေပြီးသူ့လက်ညှိုးလေးကိုထည့်လိုက်တာတစ်ချောင်းလုံးလင်းထိန်သွားတယ်ဒါတကူနဲ့လောက်တာမဟုတ်ဘူးသူ့ရဲ့တဘာဝခန္ဓာကိုယ်ထွက်တဲ့အလင်းရောင်တွေကအဲ့လောက်ထီအောင်ကြီးမားတယ်လို့ဆိုလို့ တကူလုံးဆိုရင်တော့ကြည့်လို့ရမှာမဟုတ်တဲ့အနေထားမျိုးအဲ့ဒီလိုမှတ်တမ်းလေးတခုတွေ့တော့ဒါကြောင့်မလို့နတ်တွေပါတွေကလူကိုပြလို့ရှင်ပုံစံတစ်မျိုးပေါ်ပြီးတော့ပြရတယ်လူကတကယ်နတ်အစ်စ်ကိုလူတွေဟာကြည်ရတဲ့သဘောမရှိဘူးပေါ့နော်ကြည်ရတဲ့သဘောမရှိဘူးသူ့ပုံမှန်တဏ္ဍာန်အတိုင်းကိုကြည်နိုင်ဖို့ရမလွယ်ဘူးကြည်လို့ရတဲ့နတ်ကတော့ဒီ လူတွေမှာဝင်းဝင်ပူရတဲ့နတ်ဆုံးနတ်ပဲ့လောက်ဖြစ်ရှိမှာပေါ့နော်အဲ့ဒါလောက်ပဲကြည့်လို့ရမှာပဲဟိုးကောင်းကင်ဘုရားတကိုးကြည့်တဲ့နတ်တွေကတော့ကြည့်လို့မရဘူးသူဆွလို့တယ်နတ်ရဲ့တဘာဝအလွန်ဟိုရင်းဖြစ်တယ်ဆင်းနတ်ကလည်းပဲလူလိုပဲဆင်းရဲတဲ့နတ်တွေရှိတယ်မြတ်စွာဘုရားလက်ထက်တုန်းကဩတ္တရမာတာတို့ပုဏ္ဏပတုဩတ္တရမာတာတို့ဆိုတာရှိတယ် ူတို့ကိုပိတ္တဆာလို့ခေါ်တယ်ပိတ္တဆာဆိုမြေပုပ်ပလူသို့တော်သူတို့ဟာအပေလေးဝန်သားတွေမဟုတ်ဘူးစတုမာတွေနှမျိုးတွေမှာပါတယ်ဆင်းရဲတာမှတာမန်လူတယောက်တည်းဆင်းရဲတယ်သူတို့သူတို့ဆင်းရဲပြီဆိုမှပိုဆင်းရဲတာလူဆင်းရဲတာကိုယ့်အကိုလောက်ကန်ဆာလို့ရသေးတယ်သူတို့ဘဝမှာဆင်းရဲပြီဆိုရင်စားစရာမရှိဘူးဘာလို့ ਆ တော့ဆိုရင်လူတွေစွန့်ပစ်ထားတဲ့ ဒီအစာကျွင်းစာကြံနေလိုက်ရှာကြံပြီးတော့အဲ့ဒါစားရတယ်လို့ဆိုတယ်တရက်တော့ဒီအဲ့ဒီပိတာစလို့ခေါ်တဲ့စတုပါရီနှစ်မျိုးတဲ့မှာအပါဝင်ဖြစ်တဲ့အလွန်ဆင်းရဲတဲ့ဘုံမဆူနာမြတ်စွာဘုရားတရားပွဲကိုရောက်လာတယ် သူလာရင်ကတော့သူ့သားလေးနဲ့သမီးလေးကိုလက်ကဆွဲပြီးတော့သူလာတာ။ဘာအတွက်လာတာတော့ဆိုရင်လူစုလူဝေးမြင်တဲ့အခါကျတော့မတော်တဆစားစရာလေးတွေအောက်ဖိတ်ချနေရင်သူယူစားဖို့လာရင်ပဲ။ကောက်စားမယ်ဆိုတဲ့ရွယ်ချက်လေးနဲ့သူတို့လာတာ။ဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတဲ့အတန်ကိုသူချားလိုက်တော့အစာရှာဖို့မေးသွားပြီးတော့ဘုရားတရားတော်ကိုနားဆိုင်ပြီးထောင်းနေထောင်းနေတဲ့အချိန်မှာ တားငယ်သမီးငယ်တွေကဆာလာပြီဘလို့ရက်နေတာတော့ရှားပါတခုခုရအောင်စားစရာဆာလာပြီ ਨੇ ပြောတဲ့အခါကျအဲ့ဒီမှာသူကသူ့တားသမီးတွေကိုဆုံးမတာလေးရှိတယ်။ငါတားငါသမီးကိုတိတ်တိတ်နေကြတိတ်တိတ်နေကြဟိုမှာဖခင်တရားဟောနေတယ်။ငါတို့အဲ့ဒီတရားမသိလို့ဒီဒုက္ခရောက်နေတာအဲ့တရားကိုမင်းတို့သိချနားဆိုင်ထောင်ပီယောလောကီသကောပုတ်တော်ပီယောလောကီသကောပတိတယ် လောကမှာကိုသားသမီးကိုကိုချစ်တာပဲတဲ့ကိုရဲ့ယောက်ျားလည်းကိုချစ်တာပဲဒါပေမဲ့လို့ငါအဲ့ဒီမင်းတို့သားသမီးတွေချစ်တာတဲ့ဟောဒီတရားကိုပို့ပြီးတော့ငါမျက်နှိုးတယ်ငါတို့ဒီတရားမသိလို့ဒုက္ခရောက်နေတာလို့သူသားသမီးတွေကိုတိုးတိုးနေဖို့ပြောပြီးတရားဆက်နာတာတရားဆုံးမှသူသောတာပန်ဖြစ်သွားတယ်တိုင်းပဲသူပြိတ္တာဆိုရင်တော့တော့မဖြစ်နိုင်ဘူးအပယ်လေးဝန်သားဆိုရင်သူဟာအပယ်လေးဝန်သားမဟုတ်ဘူးစတုမာရီနှမျိုးတွေက နတ်ဆင်းရဲနတ်မွဲလို့ပြောရမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့အလွန်ဆင်းရဲတဲ့ဘဝမျိုးတွေလည်းပဲလောကလူတွေဟာလောကမှာတရားဝါတွေဟာရောက်ရှိလာကြတယ်ပေါ့